စိတ်မထိန်နိုင်လို့ဆိုတဲ့ပုံပေါ်ရလဲဒီဘဝမှာထောင်ထဲရောက်သွားတာပဲလေ။နောက်မထိန်နိုင်လို့ရှောက်ပြီးတော့လှုပ်ပြီးစိတ်ကိုအလိုလိုက်ပြီးလွတ်ထားတဲ့ပုံပေါ်ရနောက်ဆုံးကြတော့အပေဘုံရောက်ပြီးတော့ငရဲတရိษံပြိတ်တာအတုရကယ်ဆိုတဲ့အပေလေးဘုံကဘယ်တော့မှမတက်ဖဲနေတယ်။တန်တရာထဲမှာဒုက္ခတွေကြီးစွာတွေ့ပြီးတော့နေရ။ပေါ်တက်လာမှာမဟုတ်ဘူးစိတ်ထိန်နိုင်တဲ့ပုံပေါ်ရလူအဖြစ်ပေါ်လာမယ်။ နတ်အဖြစ်ပေါ်လာမယ်ပြမအဖြစ်ပေါ်လာနိုင်တယ်။ကြံတဲ့ပုံကိုယ်ကြီးကတန်တရာထဲမှာဆုံဆုံမြုပ်သွားမှာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ကိုယ်စိတ်ကို ထိန်းနိုင်အောင်ကြိုးစားရမယ်။မကောင်းမှုအကုသိုလ်ကစိတ်ကိုထိန်းရမယ်လို့ဆို။အဲ့ဒုဝတိထေရအပ္ပဒါနာကျမ်းမှာလာတဲ့အဲ့ဒုဝတိရဲ့အလောင်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းဟာ ဒီရှိဥစာရီစွန့်ပြီးတော့ခိမွန်တာတောင်တန်းမှာသွားပြီးယတိယဟန်ပြုတယ်။အဲ့ဒီယတိယဟန်ပြုတဲ့အခါသူ့စိတ်ကိုသူဘယ်လိုနှိမ့်ကွက်ခဲ့တယ်ဆိုတော့သူပြောပြတယ်။ရာဂုပပန်ဟိတံစိတ်တံယထာဥပိစတိမမသူ့စိတ်ထဲမှာဒီတဏ္ဍာရာကစိတ်တွေတမက်တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်လာပြီး ုတ္တန်ကမဖြစ်လူဆိုတာမဖြစ်ဘူးမရှိဘူးเนาะအသက်ကြီးတဲ့လူတွေလည်းပဲလူသာအိုတယ်တဏမအိုဘူးဆိုတာရှင်းတယ်နော်စိတ်ကမအိုမအိုရင်နေမငါဘူးနှအိုမျက်နှုတ်ကြိုက်ဆိုတာရှိသေးတယ်เนาะဒါကြောင့်ဟိုဘာဆိုလားစမောဆိုလားဘာဆိုလားတွေနဲ့ရှုပ်ခုအဲ့တော့လောကလူသားတွေဟာ လူအိုတော်လဲတဏမဥဖြစ်တတ်တယ်။အဲ့ဒီမှာစိတ်ထဲမှာပေါ်လာရင်ထိမ့်ရထိမ့်ထိမ့်တာကြည့်ပါတော့။ရာဂုပတန်ဟိတံစိတ်တံယတာဥပိစတိမမ။အေးအကြောင်းတရားတိုက်ဆိုင်လာလို့ကိုယ်တဏမှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်တယံဝပစ္စဝကံကိုယ့်အကိုဆင်ញင်လိုက်တယ်။စိတ်တံဥပဒနာဆိုတာအဲ့ဒါပြောတာကိုယ်စိတ်ထဲဘာတွေဖြစ်လာလဲဆိုတာသိလိုက်တယ်။ စိတ်ကိုစဉ်းစဉ်သုံးသပ်ကြည့်လိုက်။တယံဝပစ္စဝကကိုဖာကိုစဉ်းစဉ်သုံးသပ်ကြည့်။ဧကဂောတံဓမေမဟံတီတီငင်ငင်ထားပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်ကိုနှိပ်ကွက်ခဲ့တယ်ပြတူဟာ။လိုချင်တမဲတဲ့စိတ်တွေရာဂစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်တည်တည်ချာချာကြည့်လိုက်တယ်။အော်ဒီရာဂဆိုတာငါစိတ်ထဲမှာပေါ်လာပါလား။စဉ်းစဉ်သုံးသပ်ပြီးသူ့ကို မျက်ခြေမပြတ်ကြည့်ပြီးတော့နှိပ်ကွက်တယ်